ဟယ်လိုဟယ်လိုပုံစံကျူးလေးတွေကနေလူငယ်ရဲ့အတန်တွေကိုစတင်ဖော်ထုတ်ပြောမယ်ပုံစံကျူးလေးများပေါ့ဒ်ကတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒီအခုလာမှာကြားရောက်တဲ့ Pride Month လည်းဖြစ်တယ်ပေါ့နော်ဒီ LGBT တွေရဲ့လိင်စိတ်မတူကွဲပြားမှုတွေကိုဒီအတိအမှတ်ပြုပြီးတော့ပြုလုပ်တဲ့ဒီ Pride Month လေးဖြစ်တဲ့အပေါ်မှာဒီနေ့မှာတော့ကျွန်တော်နီကိုရဲ့ ကျွန်တော်တောင်းဆယ်ရေကနေပြီးတော့ပေါက်ကလေးနဲ့တင်ဆက်တော့မှာဖြစ်ပါတယ်ဒီ primer ပေါ်မှာလူငယ်တွေရဲ့အမြင်တွေနဲ့ဒီတက်တန့်တွေရဲ့ခန်းစားချက်တွေဘယ်လိုရှိလဲဆိုတာကိုကျွန်တော်တို့ဒီနေ့မှာတော့ openly ပေါ့နော်ပွန့်ပွန့်လေးလေးနီကိုနဲ့ကျွန်တော်တောင်းဆယ်နဲ့ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီလူငယ်တွေကြားထဲမှာကောဒီ ုတ်တက်ပြောင်းလဲလာတဲ့ခရီးစီးကြောင်းအလျောက်မှာပေါ့နော်လူငယ်တွေကရောဒီ LGBT တွေပေါ့အမြင်ဘယ်လိုရှိလဲပေါ့နော်ပြီးတော့ LGBT တွေရဲ့လက်ရှိသူတို့လူ LGBT လူငယ်တွေရဲ့အခန်းကဏ္ဍရောဘယ်လိုရှိလဲဆိုတော့ဒီနေ့ podcast ကနေအကုန်လုံးအဲနားဆင်ရမှာဖြစ်ပါတယ်ဟုတ်တယ် Firefly နေထဲမှာရောဒီ Nico တို့တွေရောတခြားသော member တွေရောဟိုဘာတွေလုပ်ဖြစ်နေလဲအဲ့ဒါလေးတစ်ချက်ပြောပြပါဦးဗျာဆိုတော့ဘာတွေလုပ်ဖြစ်နေလဲဆိုတော့လောလောဆယ်မှာတော့အကုန်လုံးကလေတက်တက်ကြွကြွနဲ့ပူဆုံးကျူးလေးတွေအကုန်လုံးကလေလောက်ဆရာရှာလုံနေပါတော့ဆိုတော့ အခုလဲဘာကြီးလုံးဖြစ်နေလဲအအခုလဲဒီကြာရခဏကတော့ပါဝင်နေရေပေါ့နော်တချို့တွေဆိုသူသူရဲ့ development line လုံးနေတာရှိရယ်အခုဆိုလဲဒီ pocket ပိုင်းလေးတွေနော်အိုင်အားသလိုမျိုးလေးပေါ့နော်ဒီကုနေတူတူပဲကုတင်ဆက်နေတာမျိုးလေးတွေရှိပါတယ်အားလုံးကတော့ကြာရကန္နာကနေပြီးတော့အစွမ်းကုန်ပူဆုံးကျူးလေးတွေလင်းလက်နေပါတယ်လို့ဟုတ်ဟုတ်ပါတယ်ဆိုဒီဒီလပေါ့နော်ဒီလ Prime Month မှာဆိုရင်ပူဆုံးကျူးလေးတွေအကုန်လုံးကလေသူတို့ရဲ့စကားသံတွေ public lungeria စကားသံနေနဲ့လေအဲ့လိုဖန်တီးတက်ဆက်နေတာမျိုးလေးလေအများကြီးတွေ့ရတယ်လीเนาะအကိုဆိုတော့ဒီမကြခင်တော့ကလေအကိုနဲ့နီကိုနဲ့ဒီတင်ဆက်ထားတဲ့ဒီ private video လေးလေနီကိုတို့ဒီ episode တွေအရှိမလေးလွင်ခဲ့တယ်ဗောနော်ဆိုတော့အဲ့ဒီဒီ private video လေးတွေကလေဒီအဲ့ဒီမှာပြောသွားတဲ့ဒီ firefly တွေကစပြီးမေးတဲ့မေးခွန်းလေးတွေလေဒီ public မှာလူငယ်တွေက LGBT တွေကိုဘယ်လိုမြင်လဲဗော။ ဲ့လိုမျိုးမေးတဲ့မေးခွန်းတွေမှာရောမေးခဲ့တာတွေအတွေ့အကြုံလေးလည်းပြောပြပေးအောင်ပြီးတော့ဘယ်လိုမြင်ရလဲအမ်အဓိကကတော့လေဘယ်လိုပြောရမလဲလူငယ်တွေရဲ့အမြင်မှာကြတော့လေဟိုအရန်ကိုနားလည်လာကြပြီပေါ့နော်အရင်လုံလူကြီးတွေလိုမဟုတ်တော့ဘူးပေါ့နော်အဲလူငယ်တွေကနားလည်လာတယ်ဒီရဲ့အချစ်ဆိုတာအချစ်ပဲဆိုတာကိုနားလည်သဘောပေါက်လာကြတယ်သူတို့တွေအားလုံးတော်တော်များများလည်းအပေးကြတယ်အရန်ဆက်ပို့ကြတော့တွေ့ရတယ်ပေါ့နော်ဒါကဟိုဒီဒီကာလမှာဟိုပြောင်းလဲလာတဲ့အရာတစ်ခုလို့မြင်တယ်အရင်တော့ဆိုရင်ဟို သူတို့ပထရီယာကီကြီးစိုးတဲ့အရာတွေရှိရုံနဲ့နော်တုံတိုင်အောင်ထုတ်ပေါ်မှာပြောကြအောင်တကယ်အမှန်တကယ်ကိုကိုတိုင်က NGVD ဖြစ်နေရင်တောင်မှပဲကိုရဲ့အချစ်ကိုလက်မခံကြအောင်ငါကငါကယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းကလေးပဲကြိုက်ရမယ်ဆိုတဲ့အရာမျိုးနဲ့လွန်မိုးထားတာပေါ့နော်သူတို့ရဲ့စိတ်ကိုဖုံးကွယ်ထားတာရှိရေပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းလူငယ်တွေကဘာလဲဆိုတော့ဟိုအရန်အရန်ကိုနားလေသွားပြီးအရန်ပဲလူခွင့်ရဆိုတာဘာလဲပြီးတော့အာအချစ်ဆိုတာဘာလဲဆိုတာကိုလက်ခံလာကြပြီပေါ့နော်ကိုချဲသူကဘာဖြစ်ဖြစ်ချက်မှာပဲဆိုတဲ့အရာမျိုးပုတ်ပုတ်လင်းလင်းနဲ့ အရန်ကို supporting အားကောင်းကောင်းနဲ့ NGVD ရဲ့အခွင့်အရေးတွေနော်အဲ့အတွက်လည်းဂုံပြူတဲ့စကားတွေရောပြီးတော့ဂုံယူတဲ့စကားတွေရောပြောသွားတာကိုအများကြီးဂုံယူစွာတွေ့ခဲ့ရတယ်ပေါ့နော်ဒီကိုလည်းဟို street interview လုပ်ခဲ့တာဆိုဒီကိုဘက်ကရောဘယ်လိုမျိုးမြင်လဲပေါ့ဘယ်လိုတွေ့ရလဲပေါ့အာဒီကိုတော့ကကြတော့ဒီလူငယ်တွေဆိုတဲ့နေရာမှာဒီကိုတွေ့ကြုံတွေ့ရတာပါလဲဆိုလူငယ်တွေဈာထဲမှာနေကိုတော်တော်များများလေဟိုအရင်ကနေစာရင်ပြောင်းလဲလာတယ်တိုးတက်လာတာတွေကိုအများကြီးမြင်ရတယ်ဆိုတော့ ဒါပေမဲ့အဝဲမဖြစ်သေးတဲ့ဟာတွေကိုလည်းနည်းနည်းတော့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကလည်းဒီဆက်ပြီးတော့သွားမဲ့အရေးမာလေးပိုကောင်းအောင်ဟိုလောက်ရမဲ့အရာတစ်ခုလို့လည်းမြင်တယ်အဲ့တော့ဒီ LGBT တွေအပေါ်မှာလူငယ်တွေမြင်တဲ့အမြင်တိုးတက်ပြောင်းလဲလာတယ်ဆိုတော့အဲ့တိုးတက်ပြောင်းလဲမှုအပေါ်မှာလည်းဒီ LGBT ကိုယ်တိုင်ကလည်းတိုးတက်ပြောင်းလဲဖို့လူတယ်ဆိုတာလေးကိုပါတွေ့ခဲ့ရတယ်ဟုတ်တယ်နော် LGBT ကိုယ်တိုင်ကဟို LGBT တွေကိုယ်တိုင်ကဟိုပါတည်ရမလားကိုကိုယ်တိုင်အဲ့လိုမျိုးဟိုထိတ်ဆုံးရအောင်စူးစမ်းဖို့လူတယ်ပေါ့နော် တချို့အရာကြတခါလေးကြလို့ရှိရင်သူတို့ကိုယ်တိုင်သူတို့မလုံမလုံတဲ့အရာတွေရှိရေပေါ့နော်ဥမာဟိုကိုကိုယ်တိုင်ပြောင်းလဲမှာကွာအရင်ဆုံးပြောင်းလဲမှာတချို့တွေဆိုအဲ့လို community ထဲမှာကိုပဲဟို awareness လုပ်ရမယ့်အရာတွေရှိရေပေါ့နော်အဲ့တော့ကိုယ်တိုင်စူးစမ်းပြီးတော့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ကယုံကြည်ရေပေါ့နော်နောက်အနာဂတ်မှာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကိုဆိုတော့ဒီနေတဲ့သူကဖြတ်တန်းမှုတွေကနေစပြီးတော့လေဒီကေပြောင်းလဲမှုဆိုတာကိုကိုယ်တိုင်ကစတင်ပြောင်းလဲမှာကိုယ့်ရဲ့ community ကပြောင်းလဲမယ်ကိုယ့်ရဲ့ community ကပြောင်းလဲမှာ လူအတိုင်းအမုံတစ်ခုလုံး society တစ်ခုလုံးပြောင်းလဲမယ်အဲ့ဒီလိုပြောင်းလဲလာမှာ LGBT တွေပေါ့မြင်တဲ့အမြင်ကပါပြောင်းလဲလာမှာပေါ့နော်ဟုတ်ဟုတ်တယ်ဗျာဟုတ်တယ်ဟုတ်တယ်တကယ်တကယ်ကိုကောင်းတယ်ပေါ့နော်ဒီကိုပြောရတဲ့အရာကိုယ်တိုင်ပြောင်းလဲမယ်ပြီးကိုယ်တိုင်ကနေမှာကိုယ့်ပတ်ဝန်းကျင်ကိုယ့်ပတ်ဝန်းကျင်ကိုယ့်မိသားစုအဲ့ရမှာတစ်ဆင့် society တစ်ခုလုံးပြောင်းလဲမယ်ဆိုတာတကယ်လေးမှတ်သားတင်နေပေါ့နော်အာတကယ်လေးအရာဒီအရင်ခက်နဲ့မတူပဲပေါ့နော်အခုခက်မှာဟောပဲဟိုပေါ်ပေါ်တင်တင်ဟိုမှဒီ NGV ရေပုံမှာပေါ့နော်ဟိုခွဲခြားတာတွေ အရင်ခေတ်တည်းကရှိရယ်ပေါ့နော်အဲ့တော့အခုချိန်မှာတော့အဲ့လိုမျိုးခွဲခြားမှုတွေရှိနေသေးလားနီကိုအနေနဲ့ဘယ်လိုမျိုးမြင်နေပေါ့ဘယ်လိုထင်လဲပေါ့ခွဲခြားမှုတွေရှိလားဆိုတော့တာမန်အားဖြင့်တော့ခွဲခြားမှုတွေကမရှိတာမဟုတ်ဘူးရှိတယ်ဒါပေမဲ့ရော့သွားပြီနေသွားပြီဆိုတဲ့ပမာဏကိုပဲမြင်ရတယ်ဒါပေမဲ့ဒီနီကိုတော့မမြင်နိုင်တဲ့ဒီအခြေခံလူရန်စားတွေကြားထဲမှာတော့အများကြီးရှိအောင်ပဲဟုတ်တယ်ဟုတ်တယ်ဘာလို့လဲဆိုတော့တချို့တွေကမသိဘူးလीနော်ဟုတ်တယ်ဆိုတော့အဝဲမဖြစ်လို့မသိတာမျိုးတွေလည်းရှိရဲပြီးတော့ဘာလဲဆိုတော့လေ ခွဲခြားတယ်ဆိုတာတပိုင်းနောက်တစ်ခါဖိနှိပ်တာဖိနှိပ်တယ်ဆိုတဲ့အပေါ်မှာဗာလဲဆိုသူတို့ရဲ့ပါဝင်မှုကို LGBT ဖြစ်လို့ပါဝင်မှုကိုဖိနှိပ်တယ်ဆိုတာကအဲ့ဒါခွဲခြားဖိနှိပ်တာဖြစ်သွားပြီဆိုတော့အဲ့လိုမျိုးအဖွဲ့အစည်းတွေအအသင်းအဖွဲ့တွေလှုပ်ရှားမှုတွေမှာလည်း LGBT ရဲ့ပါဝင်မှု LGBT ရဲ့အသံ LGBT ရဲ့ခံစားချက်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတာမျိုးရှိရပေါ့နော်ဆိုတော့ဒီနေ့တူကနောက်ပြောင်းတဲ့ကိစ္စနေ့တူကတငယ်ချင်းအချင်းချင်း စားနောက်တာနေစပြီးတော့သူတို့ဒီတစ်ဖက်သားရဲ့ဖြစ်တည်မှုအခြေခံပြီးတော့စားနောက်ပြောဆိုတာမျိုးတွေဆိုရင်ဒါကอืมတီတီတန်တန်ကြီးခွဲခြားဖိနှိပ်တာမဟုတ်ပေမဲ့ဒါတနည်းတစ်ခါတော့အဖြစ်လဲဖိနှိပ်တာဖြစ်တယ်အဲ့လိုပဲနောက်တစ်ဖက်ကနေဒီပါဝင်မှုကိုကန့်တတ်တာဒီလေဖိနှိပ်တာဖြစ်တယ်ဆိုတော့ LGBT ဆိုရင်ဒီနေရာမှာပြောရမယ်ဆိုရင် L က lesbian G က gay B က bisexual T က transgender IQA ဆိုရင် intersex Q are questioning or queer ဗောနော် A ဆို alias or asexual အနာမှာ plus တွေလည်းအများကြီးရှိသေးရပေါ့အဲ့တော့ဒီဟာတွေကိုအဲအသေးစိတ်ပြန်ပြောရမယ်ဆိုရင်ဒီလိင်စိတ်ခံယူခွဲပြားမှုတွေအနာမှာ plus 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 ဆိုတာပါတဲ့အတွက်အမျိုးမျိုးဖြစ်နိုင်တယ်လူကလူကိုချစ်တယ်ကြိုက်တယ်ဆိုတာလောက်ကိုပဲလက်ခံနိုင်ရင်အဆင်ပြေပြီဒီကိုယ်တို့အတိုင်းပိုင်းမှာဆိုတော့အဲ့တော့အဲ့ပုံစံမျိုးဆက်သွားမယ်ဆိုတဲ့အချိန်မှာဒီကိုယ်တို့ကဒီ LGBT ရဲ့အမြင် LGBT ရဲ့ခံယူချက် LGBT ရဲ့ခံစားချက်ကိုလည်းအဓိကထားပြီးထည့်သွင်းစဉ်းစားဖို့လိုတယ်။ဆိုတော့နင်တို့အသားမဲ့အားဖြင့်ငါတို့မခွဲခြားမဖိနှိပ်ဆိုတာလောက်နေတယ်မဟုတ်ဘဲနဲ့အသေးချာဘဲဒီဖိနှိပ်ခံလူတန်းစားတွေကိုလူမျိုးစုတွေကိုတေချာလေးစဉ်းစားပြီးဖို့လိုတယ်ဆိုတာမျိုးမြင်ရတယ်။ဆိုတော့အဲ့ဆိုမခွဲခြားလားဆိုတော့ခွဲခြားတယ်။ဒါပေမဲ့ဖိနှိပ်လားဆိုတော့လေမဖိနှိပ်လားဆိုတော့မဟုတ်ပြန်အောင်ဘယ်လိုလဲဆိုတော့အဲတေသေးချာချာမစဉ်းစားမဆုံးဖြတ်ပေးတဲ့ အခြေအနေမျိုးတွေ့ရတယ်ဆိုတော့အိမ်ဖြည့်ပုံစံမျိုးပေါ့ဆိုတော့အရင်တုန်းကအရင်တစ်ခေတ်မှာဆိုရင်ဒီလုံးဝမရရှိတဲ့ခေတ်ကနေရရှိတဲ့ခေတ်ကိုလည်းမရောက်သေးဘူးတန်တူတာတူညီများဆိုရဲဟာဒါပေမဲ့ဂျားရဲမှာအခုလက်ရှိအိမ်ဖြည့်ပေါ့နော်ဆိုတော့လူငယ်တွေအနေနဲ့လူငယ် LGBT တယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့တာတူညီများကိုမရသေးတဲ့ခေတ်ကနေတာတူညီများရရှိတဲ့ခေတ်ကိုသွားဖို့ဆိုရင်အိမ်ဖြည့်တာတူညီများပုံစံနဲ့ရွှေရည်စိန်တာတူညီများနေတော့ ူငယ်တွေ LGBT တွေအတွက်တော့တိုးတက်လာမှာမဟုတ်ပါဘူးလို့ဒီနေရာအနေနဲ့ ਨੇ remind လုပ်ချင်တယ်ဟုတ်ဟုတ်တယ်เนาะတော်တော်လေးလေးကို awareness လောက်ရမှာရှိတယ်အခြေခံလူတန်းစားတွေမှာဆိုရင်ဒီရုပ်စာကတော်တော်လေးကိုဟိုမတိကြသေးတဲ့ဟာရှိတယ်ပေါ့เนาะဟိုတချို့တွေဆိုရင်ကွာဟိုခွဲခြားပြိနေတာလို့မထင်သူတို့စိတ်ထဲမှာတော့ဒါယူစလိုက်တယ်လို့ထင်ရပဲတကယ်တကယ်တော့တစ်ဖက်သားပေါ့အဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအဲ့လိုမျိုးထိခိုက်အောင်မျိုးခွဲခြားပြိနေတာမျိုးရှိတယ်ပေါ့เนาะအဲ့လိုဆိုအဲ့ဒါတွေကိုလေသူတို့သိသိချာချာပေးရတာကဘယ်လိုဟာမျိုးဆိုတာကို awareness ကောင်းကောင်းပြီးပို့တော့လူသိရတယ် ဲ့တော့ခစ်တ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 အဲ့လိုမျိုးခစ်တခစ်တပြောင်းပြောင်းလဲလာတဲ့အပုံမှာပေါ့နော်ဒီလူငယ်တွေနဲ့ NGV တွေရဲ့ကြားတဲ့ကပြောင်းလဲသွားတဲ့အခြေအနေလေးတွေပေါ့ပြောပြပေးပါဦးနီကိုကြီးဆိုဒီအရှိခစ်ကလူတွေကလည်းသူတို့ဘာပေါ့ခုနပြောခွဲခြားပြီးနေမှုတွေများတယ်ဒါပေမဲ့အခုလက်ရှိကမှာလူငယ်တွေလူငယ် LGBT ရဲ့ကြားထဲမှာခွဲခြားပြီးနေမှုတွေကညော့နေသွားတယ်ဆိုတဲ့အပေါ်မှာသိစားပြန်စဉ်းစားကြည့်ခွဲခြားပြီးနေခင်လူရန်စားတွေကိုယ်တိုင်ကိုယ်က ြောင်းလဲလာလို့တစ်ဖက်ကလည်းပြောင်းလဲလာတာမျိုးမြင်ရတယ်။ဘာလဲဆိုတော့ဒီအရှိကဂျန်နရေးရှင်းတွေမှာဆိုရင် LGBT တွေကိုယ်တိုင်အဝဲမဖြစ်ဘူး။ LGBT တွေကိုယ်တိုင်အာလွဲမားနေတဲ့အမှုအကျင့်အယူအဆတွေရှိတယ်။ဒါပေမဲ့အခုပြောင်းလဲတိုးတက်လာတဲ့ခေတ်စနစ်အရာအခုလက်ရှိမှာ LGBT တွေကိုယ်တိုင်ပညာတွေဆိုလည်းအရန်တက်ကြရတယ်။အရန်အဝဲဖြစ်တယ်။အချင်းချင်းကိုစွဲခေါ်တယ်။အချင်းချင်းကိုဒီဖေးမကြရဲအချင်းချင်းကို sharing လုပ်ကြရဲဆိုတဲ့အပေါ်မှာ အရင်တိုးတက်လာရင်တိုးတက်ပြောင်းလဲလာတဲ့ပုံမှာလူဖွဲ့စီကလည်းပြောင်းလဲလာဆိုတော့ဒီကိုအရှိရပြောခဲ့တယ်လို့ကိုကိုရိုင်းကနေစပြီးတော့ပြောင်းလဲလာတဲ့အချိန်မှာဒီခက်စနစ်တစ်ခုကပါအမြင်နေဆက်ဆံပုံကြီးကအများကြီးကွဲပြားလာတာမျိုးမြင်ရတယ်ဆိုတော့လေဒီလူငယ်တွေ LGBT တွေတိုးတက်ပြောင်းလဲတဲ့အပေါ်မှာတပါတပါလဲပေါ့နော်ဒီတစ်ဖက်ကလူတိုင်းဝိုင်းကဆက်ဆံပြောဆိုပေါ်လဲကွဲပြားတာကိုလည်းမြင်ရတယ်ဆိုတော့အဲ့တော့ လူငယ်တွေရဲ့အခန်းကဏ္ဍပေါ့နော်မျိုးဆက်သစ်တွေရဲ့အခန်းကဏ္ဍကလည်းတကယ်အရေးကြီးတယ်ဆိုတော့ဒီပိုးဆောင်ကျူးလေးတွေ podcast လုပ်နေရတဲ့ရည်ရွယ်ချက်လိုပဲလေအရှိအရှိအရှိမှာတခြားသော topic တွေမှာလည်းပြောင်းလဲခဲ့တယ်လို့ LGBT တွေမှာလည်းအဲ့လိုပဲလူငယ်တွေကပဲစားချင်ပြီးပြောင်းလဲတာလူငယ်တွေရဲ့အခန်းကဏ္ဍလူငယ်တွေရဲ့အတန်လူငယ်တွေရဲ့စူးစမ်းမှုကတကယ်အခုဒီ LGBT တွေကစတင်ပြောင်းလဲတယ်ဆိုရဲဟာသက်သေပဲဟုတ်တယ်နော်ဒီအခုတော်လိုင်းကြီးမှာလည်း LGBT တွေရဲ့အားတွေကအများကြီးထိရောက်တယ်နော်ဟို တတိရှိရေရင်ဝင်နဲ့ထိတ်ဆုံးကနေပါဝင်ခဲ့တယ်။ဟိုအခုတည်တယ်မှာဆိုလည်းပဲဟိုကြာရနေရနေတောင်းဝင်ယူနေတဲ့ NGVD ရေးပေါ့အများကြီးရှိတယ်။တို့အစားလေဒီနေရာနေဂုံနေလို့အကိုကအရင်ဆုံးပြောချင်တယ်ပေါ့နော်။တို့ကျွန်တော်တို့ Firefly ပူးဆုံးကြည့်လေးတွေထဲမှာလည်းပဲဒီလူငယ်တွေတဲက NGVD လေးတွေလည်းပါတယ်ပေါ့နော်။အဲ့တော့တို့တွေရာရောဒီအဖွဲ့ထဲမှာရောပါဝင်မှုအခြေအနေတွေကဘယ်လိုတွေရှိကြလဲ။အာဆိုဒီပုံစံကျူးလေးများဆိုတာကိုစလုပ်မယ်ဆိုတဲ့အချိန်ကလေးကလည်းလေတကယ်အချိုးကျကျပါဝင်မှုကိုငါတို့ထည့်စဉ်းစားမယ် อืมจ้าเลยเนาะဆိုတော့အဲ့လိုမျိုးလောက်တော့ဒီအဲ LGBT ဆိုတဲ့နေရာမှာ questioning နေလဲပါဝင်နေเนาะဆိုတော့အကုန်လုံးဒီကိုယ့်ရဲ့ gender ကိုမဖော်ပြလိုတဲ့လူတွေလဲပါဝင်နေဆိုတော့ချိုးကြပါเนาะအမျိုးသမီး40% LGBT 30%နဲ့အမျိုးသား30%ဆိုတဲ့ပုံစံမျိုးနဲ့ပုံစံကျူးလေးများဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းပြီးတော့ဒီ LGBT တွေနောက်ဘလို့တော့လိင်စိတ်ခံယူမှုမဆိုသူတို့ကိုကာကွယ်ဖို့ PSHEA ဆိုတဲ့ policy ကိုလည်းပုံစံကျူးလေးမှာဆွဲခဲ့တယ်ဆိုတော့ဒီအာ harassment နေအာ exploitation နေ now abuse တွေအဲ့ဒါတွေကိုကာကွယ်ဖို့လည်းဒီပုံစံကျူးလေးများမှာပေါ့နော်လို cover လုပ်ပြီးတော့သွားနေရဲဆိုတော့တကယ်ပုံစံကျူးလေးတွေလေလူငယ်ဆိုတဲ့အတိုင်းကိုတကယ်အဝေးလုပ်ဖို့လည်းတကယ်ပြုပြင်ဖို့လည်းလွယ်တဲ့လူငယ်တွေပြီးတော့ဒီ LGBT တွေကိုလည်းနားလည်လက်ခံပြီးတဲ့လူငယ်တွေဆိုတာမျိုးမြင်ရတော့လေပုံစံကျူးလေးတွေအတွက်ကတော့ပုံစံကျူး and LGBT ဆိုတဲ့အပေါ်မှာတကယ် ဖိနှိပ်ခံလူရန်စားရဲ့အတွက်လည်းတကယ်အားရင်တစ်ခုဖြစ်စေတဲ့လင်းလက်တဲ့ငှက်ငယ်လေးလို့မြင်တယ်ခင်ဗျာကောင်းလိုက်တာတင်စားသွားတာအရင်ဝင်းနားထောင်လို့ကောင်းနေပါတော့တကယ်လေးပဲလင်းလက်နေတဲ့ပူဆုံးကျူးလေးတွေလို့ကျွန်တော်တော့မြင်ပါတယ်ပေါ့နော်ဒီလက်ရှိမှာရောပေါ့နော်ဒီ NGPD လူငယ်တွေရဲ့အခမ်းအကဏ္ဍလှုပ်ရှားမှုအခြေအနေတွေရောဘယ်လိုရှိလဲဆိုတာဒီကိုပြောပြပေးလို့ရမှာဗျာ။အင်းဆိုတော့အကိုလေးလေးထိထိဆက်နေတဲ့ဒီ LGBT လူငယ်တွေနဲ့နီးစပ်တော့အကိုရဲ့အနီးနားမှာဘယ်လိုတွေမြင်လဲဘယ်လိုတွေရှိလဲ လူငယ်တွေလားဟုတ်တယ်လူငယ် LGBT တွေ LGBT လူငယ်တွေအခက်ခဏအင်မတန်ဘယ်လိုပြောရမလဲကျေပြန့်နေပေါ့နော်ကျေပြန့်ပြီးလုံးဝဟိုထိရောက်တယ်သူတို့ရဲ့ဟိုကျေပြန့်နေဆိုရင်အရာတက်ပါဟိုသူတို့လုံနိုင်ဆိုတာအရန်အားကြီးရေဟိုသူတို့တွေတကယ်လုံနိုင်ကြတယ်ပေါ့နော်ဟိုဘယ်သူမှမလုံနိုင်တဲ့အရာမျိုးတော့မှလုံနိုင်တယ်ဥမာအခုတငယ်ချင်းတွေဆိုရင်ဟိုတောထဲမှာသူတို့တွေဆိုသူနာပြူတွေနော်သူနာပြူတွေဆိုအခုကီနီမှာကီနီအက်တစီကင်မှာဆိုသူတို့အတွဲလေးပါ LGBT တွဲလုံးဝလူလူအကျိုးပြုလုပ်ငန်းတွေလုပ်နေတယ် လုံးဝသူတို့ဆိုလည်းအရင်လေးစားစရာကောင်းတယ်ပြီးတော့တခြားသောနေပင်မှာလည်းပဲအဲ့လိုမျိုးရဲဘော်တွေထဲမှာလည်းရှိတယ်လုံးဝတော့သူတို့တွေအခုထက်တော့လုံးဝတန်ပါတယ်ကွာသိရမလားဟိုအရင်ဟိုသူတို့စိတ်တက်တဲ့အရင်ပြင်းပြပြီးအရင်ဂုံယူစရာကောင်းတယ်အခုကအရင်လေးစားတယ်သူတို့ပေါ့လေဟုတ်တယ်ဆိုတော့ဒီဘာလဲဆိုတော့ stereotype ပေါ့နော်လူတွေကဘာဆိုရင်ဘာလုပ်ရမယ်ဆိုတဲ့အပေါ်မှာလीကြားဆိုရင်ဘာလုပ်ရမယ်မဆိုရင်ဘာလုပ်ရမယ် LGBT ဆိုရင် make up လိမ်ရမယ်ဟိုဘာလုပ်ရမယ်ဆိုတဲ့အပေါ်မှာလी ဒီအရွေးကြီးရလေဒီလူငယ်တွေနဲ့လူငယ် LGBT တွေရဲ့အရွေးကြီးမှာဗာမြင်ရလဲဆိုတော့ဗာမစိုးလုံနိုင်တယ်อืมဟုတ်တယ်ဟုတ်တယ် host လည်းလုံနိုင်တယ် presenter လည်းလုံနိုင်တယ် LGBT actor လည်းလုံနိုင်တယ်အကုန် လုံနိုင်တယ်ဆိုရဲဟာမျိုးမြင်ရတယ်ဆိုတော့ဘလို့အခန်းခဏနာနေမစိုးလူသားတွေရဲ့လူအနေနဲ့ပါဝင်နေဆိုရဲဟာဒီခေတ်စနစ်ရဲ့လူငယ် LGBT တွေကနေစပြီးတော့ပြောင်းလဲလှုပ်ဆောင်မှုတိုင်းเนาะဆိုတော့ပုံမှန်ဆိုရင်ဒီအရှိရ generation တွေမှာဆိုရင်ဒီ ကိုကိုရင် LGBT ဖြစ်နေပါလေနဲ့ငါ LGBT တယောက်ဆိုပြီးတော့အလုံးဝင်လုံးလို့မရဘူး။ဆိုတော့ကိုယ့်ရဲ့ဖြစ်တည်မှုဖုံးကွယ်ပြီးတော့အလုံးလောက်တာမျိုးတွေရှိရဲဆိုတော့ဒါမဲ့အခုခေတ်မှာတော့မဟုတ်တော့ဘူးဘလို့အခန်းခံနာမှာမဆိုကိုယ့်ရဲ့ဖြစ်တည်မှုနဲ့တကယ်ဝင်ပြီးတော့နော်ကြာရနေရမှာအလုံးဝင်လောက်တာမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်ဟုတ်ဟုတ်တယ်အကုန်လုံးကလည်းလက်ခံလာကြတော့တွေ့ရတယ်တော်တော်များများလေးနော်ရင်တော့ဆိုရင်အဲ့လိုမျိုးဒီလုံကယောက်ျားလေးမှဒီလုံအောင်မင်းကလေးမှအခုဆိုရင်ဟို ဘေးကျန်တာမဆိုလုံနိုင်တဲ့အနေအထားမျိုးပွင့်လင်းလာတာလက်ခံလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တို့လည်းအများကြီးဝန်တဆရာအယူတစ်ခုလို့အကိုကတော့မြင်နေပေါ့နော်နောက်ဆုံးအနေနဲ့ကတော့ဒီဟိုကိုကောင်းတဲ့လူဖွဲ့စီကိုအကိုတို့ကသွားကြမှာဖြစ်တာပေါ့နော်ဒါကြောင့်မို့လို့ဒီလာ private မှာဒီ NGBDIQ+ တွေအပေါ်မှာ computer စကားလေးနဲ့ပြုတ်ပေးပါအောင်ခင်ဗျာဆိုတော့နီကိုနှစ်ယောက်လုံး publish မှာလဲမေးတယ်မေးခွန်းလေးတွေဆိုတော့တကယ်အားတက်ရတဲ့မေးခွန်းလေးတွေအကုန်လုံးအတွက်ကြည်နူးဝမ်းသာစရာဖြစ်တဲ့ အလားလီတလားပေါ့နော်ဆိုတော့ဒီဟာက1980ဝန်းကျင်မှာပေါ့နော်ဒီ UK ကနေစပြီးရောဒီ LGBT တွေလိင်စိတ်တိမ်ညွတ်မှုကိုဒီအတိမတ်ပြုတ်ပြီးရောလက်ခံတဲ့အနေနဲ့ပွဲလေးတွေလမ်းလျှောက်ပွဲလေးတွေလုပ်ကြတယ်လုပ်တဲ့အပေါ်မှာလည်းအဲ့ဒီကနေစပြီးရောဒီနေ့ဒီချိန်ဒီထွန်းကားလာရယ်ပေါ့နော်ဆိုတော့လက်ရှိမှာဆိုရင်လည်းဒီနီကိုရိုအဲနိုင်ငံအချင်းနေကြောင်းဒီပြေးလွားခဲ့ရတဲ့လူငယ်တွေ LGBT တွေကိုလည်းဒီထိုင်းနိုင်ငံမှာပျော်ပျော်ပါပါဆင်နွှဲရင်းနေเนาะ speak out လုပ်နေတဲ့ private man လည်းဖြစ်တယ်ဆိုတော့လေ ီလာက LGBT တွေအနေနဲ့ဒီမဟုတ်ပဲနဲ့လူသားတွေကလူသားတိုင်းနဲ့သက်ဆိုင်တဲ့လာတလာဖြစ်တယ်အဲ့ဒါကကြတော့အကုန်လုံးကကိုယ့်ရဲ့ဘေးမှာရှိနေတဲ့သူတွေကိုချစ်ချင်းမေတ္တာကိုပေါ်ထုတ်တဲ့လာတလာလေးဖြစ်တယ်လို့ပြီးတော့ဒီကိုယ့်မှာရှိတဲ့ရင်ထဲက energy တွေကို society ကြီးကိုလည်းပြန့်ပွားအောင်ပေးနေတဲ့အဲချစ်ချင်းမေတ္တာတွေကိုပေါ်ပြနေတဲ့လာတလာဖြစ်တယ်လို့တော့ညီကပြောခြင်းနဲ့ဆိုတော့ LGBT တွေပေါ်မှာပြောင်းလဲလက်ခံလာတဲ့အမြင်တွေအကုန်လုံးကိုကျေးဇူးတင်တယ်။ဥစ္စာကိုကိုရိုင်းအစတင်ပြောင်းလဲပြီးတော့တကယ်ပြောင်းလဲဖို့လိုအပ်နေသေးတဲ့ community တွေကိုလည်းပြောင်းလဲသွားဖို့လည်းလိုအပ်တယ်။ဆိုတော့ဒီ prime man နေစတင်ပြီးတော့ရှေ့ဆက်လာမယ့်နေ့ရက်တိုင်းမှာ rainbow color ရဲ့အောက်မှာအကုန်လုံးနဲ့ပုံပုံပြီးတော့မျှတာတင့်တင့်နဲ့တာတူညီများခွင့်ယူရရှိတဲ့ဘဝတွေခံယူမှုတွေနဲ့ပိုင်ဆိုင်ရဖို့ဒီနေ့ကနေ prime man လေးကိုကွန်ပျူတာနဲ့ပြောချင်ပါတယ်။ ဟုတ်ကဲ့ပါအများကြီးเนาะပြောသွားတဲ့အတွက်တကယ်ကျေးဇူးတင်တဲ့နီကိုလည်းပဲအာအခုအနေနဲ့လည်းပဲဒီ LGBTIQ+ တွေကိုအာအများကြီး support ပေးခြင်းနဲ့တို့တွေเนาะတကယ်လည်းပဲချစ်စရာကောင်းနေဟိုတို့နှလုံးသားနောက်ကိုလိုက်ပြီးတော့တကယ်ချစ်ကြတယ်ချစ်စရာကောင်းနေသူတွေအခုတငယ်ချင်းတွေလည်းပါအများကြီးရှိရဲ့အာအဲ့တော့အကူကလည်းတို့ကိုဘလိုပဲဖြစ်ဖြစ်ဒီကာလမှာတော့အကုန်လုံးအခက်ခဲနေကြုံနေရတာပေါ့နော်အကူကအခုတော်လန်ကြီးကအကုန်လုံးဘက်ပေါင်းစုံပေါ့အာနာရှင်တော်လန်ကြီးရောဒီ လူခွင့်ရရရှိဖို့ရောပြီးတော့ LGBTQ+ ခွင့်ရတွေ minority ခွင့်ရတွေအကုန်လုံးရဖို့အတွက်တော်လှန်နေတာဖြစ်တယ်ပေါ့နော်ဒီခွင့်ရရဖို့အတွက်ကိုကျွန်တော်တို့အားလုံးအကူတို့အားလုံးကပေါ့နော်တိုက်ပြီးတော့ယူနေကြတာဖြစ်တယ်ပို့ပြီးတော့ကောင်းပါအနာဂတ်မှာဆိုရင်ဒီထက်ပို့ပြီးတော့ပုံမကောင်းမှုနဲ့အနာဂတ်ကိုအားလုံးပိုင်ဆိုင်တော့မှာဖြစ်တယ်ဒါကြောင့်မလို့တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာပဲအဓိကထားပြီးတော့ ် NGVD community အတွင်းမှာဆိုရင် NGVD အချင်းချင်းပို့ပြီးတော့ချစ်ကြပါဗောနော်အဲတချို့အရာကြီးက NGVD တွေအချင်းချင်းမတည့်တာတွေများတယ်လीနော်အဲ့တော့ NGVD အချင်းချင်းပို့ပြီးတော့ချစ်ကြပါပြီးတော့ NGVD အချင်းချင်းရောပြီးတော့ဒီမှာရှိတဲ့ community မှာရှိတဲ့ဥမာတော်လိုင်းဘတ်တော်တိုင်းအားလုံးရေးဖို့ရေးပါတယ်အားလုံးချစ်ကြပါကျွန်တော်တို့ဒီ primer ကစပြီးတော့ချစ်ချင်းမြတ်တာတွေ lesson ကမ်းပြီးတော့အားလုံးအားလုံးပို့ကောင်းတဲ့အနာဂတ်ကြီးပို့ကောင်းတဲ့ remove color ကြီးအောက်မှာဖြန့်ကျက်ပြီးတော့ချစ်ချင်းမြတ်တာတွေနဲ့အတူဖြတ်သန်းသွားကြမယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးချစ်ပါတယ်ခင်ဗျာ ဆိုတော့ဒီစိတ်သုံးနေတဲ့လူအခွေရေတော်လန်ကြီးနဲ့တင်ပိုက်ကြဆိုတဲ့အတိုင်းဆက်သွားရမယ်အရွေတွေမှာပေါ့နော်ဆိုတော့အာဒီတော်လန်ကြီးရဲ့အလွန်မှာလဲကျွန်တော်တို့အခွေရေတွေနဲ့အတူတာတူညီမျှမှုတွေနဲ့အတူကျွန်တော်တို့ခရီးဆုံးပန်းနိုင်ကိုကျွန်တော်တို့လူငယ်ရီယာစတင်နဲ့အရာကိုဆက်သွားမယ်လို့ညွှန်လင့်ပါတယ်ခင်ဗျာဆိုတော့ဒီကနေ့နားဆင်တင်ဆက်ခဲ့ရတဲ့အပိုင်းကတော့ပိုးဆုံးကျူးလေးများနဲ့တက်တဲ့အရာအောက်ကလူတွေရဲ့ခံစားချက်တွေပဲဖြစ်ပါတယ် လူငယ်တွေနဲ့တက်တက်နေကြရဲမှာခန်းစားခဲ့ရတဲ့အရာတွေလူငယ်တွေနဲ့တက်တက်နေရဲ့အမြင်တွေကိုဒီကနေ့ပိုးဆုံးကျူးလေးများစီကနေနားဆင်ပြီးတဲ့အချိန်မှာအတွေ့အမြင်အသစ်တစ်ခုရရှိသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဒီထက်ပိုမိုကောင်းမွန်တဲ့ပိုးဆုံးကျူးလေးများ podcast အစီအစဉ်ကနေပြန်လည်တက်ဆက်အောင်မှာဖြစ်တဲ့အတွက်မလို့ပိုးဆုံးကျူးလေးများ YouTube channel နဲ့အတူပိုးဆုံးကျူးလေးများ Facebook page ကနေစောင့်မျှော်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye